မင်္ဂလာပါဆရာမဟုတ်မင်္ဂလာပါအဲ့ဒီတင်ထဏာကိုအင်တာဗျူးဖြေပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါကျေးဇူးပါဖန်အင်တာနေရှင်နယ်မှာလည်းကိုကိုတိုင်ပါဝင်လှုပ်ရှားနေရပေါ့เนาะဆိုမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတကာကစာပေပညာရှင်တွေကြားမှာရောဘယ်လိုမျိုးစိတ်ဝင်စားမှုတွေ့ရလဲ Ben International အနေနဲ့တော့ပေါ့เนาะမြန်မာ issue ကသူတို့အတွက်တော်တော်သတိထားမိတဲ့ issue ဖြစ်တာကြာပြီပေါ့เนาะဘာလို့လဲဆိုတော့ Ben မြန်မာဒီအာချီးသမျှ center 150နီးပါးထဲမှာ တော်တော်နောက်ကျမှအစပြီးတော့ထောင်တဲ့စင်တာပေါ့နော်သို့တော့တလျှောက်လုံးမှာတို့ကဗဲမြမာရဲ့ဟိုအချိန်တူတူအတွင်းနဲ့ပေါ့နော်အာဒီဖြစ်ပေါ်တိုးတက်မှုတွေကိုသတိထားမိရကနေမြမာ issue ကိုစိတ်ဝင်စားလာတယ်ပေါ့နော်အခုတော့ပို့ပြီးတော့ အဲများလာတယ်အဲကျမတို့အချိန်မှာရှိတဲ့စင်တာတွေထဲမှာဆိုရင်ဘယ်လာရုစ်တို့ယူကရိန်းတို့ကူဘာတို့စသဖြင့်ပေါ့နော်တကယ်ဟိုအခက်အခဲတွေကိုကြိုဖြတ်ကျော်နေရတဲ့စင်တာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီစင်တာတွေကဆိုရင်တချို့ဆိုရင်စက်ပြီးမရတည်နိုင်ဘူးပေါ့နော်အဲသူတို့ရဲ့ဒေါ်လာယူစက်မလုံနိုင်ဘူးပေါ့နော်ဟိုဟောင်ကောင်ဆိုလဲဟောင်ကောင်ပေါ့နော်ဟောင်ကောင်မှာရှိတဲ့ကျမတို့ရဲ့အဲပန်မင်ဘာစာရေးဆရာတချို့ဆိုလို့ရှိရင်ပြည်ပမှာသွားပြီးနေနေရတာပဲရှိတယ်ပြည်တွင်းမှာရှိတဲ့ဟောင်ကောင်ပြည်တွင်းမှာရှိတဲ့ နိုင်ငံကြီးကမရှိတလို့ဖြစ်သွားပြီပေါ့နော်ဘယ်လာရုစ်ရဲ့အဲ့တိုင်းပဲပေါ့ဆိုတော့အဲ့အရာတွေနဲ့ရှင်းလိုက်လို့ရှိရင်တော့တို့ကမြန်မာကိုအားကြရတယ်ပေါ့နော်မြန်မာဒေါ်လာရေးသည်ဟလာဟိုရှုပ်တွေးမှန်းတော့တည်တယ်သို့တော့ဒီ2021ကနေခုချိန်ထိကိုပေါ့နော်ဟိုရွေ့နေသေးတယ်လုံနေသေးတယ်ဆိုတာလေအသေးစိတ်မသိသည့်တိုင်အောင်တော့မှတို့သတိထားမိရယ်ပေါ့နော်အဲ့တော့ဟိုကောင်းပါတယ်တို့ရဲ့စိတ်ဝင်စားမှုလည်းအတန်အသင့်ရှိပါတယ်ဒါပေမဲ့အဲထုံးစံအတိုင်းဟိုတိတ်တော့ ဘယ်လိုခေါ်မလဲသူတို့ကိုယ်တိုင်ကသူတို့ရဲ့အစိုးရတွေပုံမှာပြန်ပြီးတက်ရောက်မှုအရာမှာတော့ဒီလောက်အာမကောင်းဘူးပေါ့လေမီဒီယာတွေဘောပေါ့နော်နိုင်ငံရေးသမားတွေကအများစုထိန်းချုပ်နိုင်ဖို့ကြိုးစားကြတယ်မီဒီယာ literacy နဲ့ပတ်သက်ပြီးလူထုကရောပေါ့နော်အာတော်တော်များများမြန်မာပြည်မှာလည်းပြောကြတယ်မီဒီယာ literacy ရေးကြည့်တယ်မီဒီယာ literacy တိုးတက်လာတယ်မတိုးတက်လာဘူးပေါ့နော်အဲ့အားတွေလည်းရှိကြတယ်မီဒီယာ literacy နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိတိုးတက်လောက်ဆောင်ဖို့လိုအပ်နေတာလဲပေါ့နော် သိလို့ရပေါ့နော်ကျမတို့က media literacy တွေမကောက်ဘူး information literacy ပါလို့ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ media နဲ့ information ကတိုက်ရိုက်ဟိုတတ်တဲ့မကြမီဘူးပေါ့နော်ဒါကြောင့်ကျမတို့ right to information သတင်းအချက်လက်ဆိုတဲ့ဟာမျိုးရပိုင်ခွင့်နဲ့ပတ်သက်လို့ရှိရင်သတင်းအချက်လက်ဆိုတာသတင်းမှာပါတဲ့အချက်လက်ကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီအာစာချုပ်စာတမ်းတွေနိုင်ငံအဆင့်ပေါ့နော်စီမံကိန်းစာချုပ်စာတမ်းတွေဖြစ်စေအဲဒီ ဌာနဆိုင်ရာအလိုက်ပုံကြီးဌာနအလိုက်ဟလာတည်တင့်တည်ထိုက်တဲ့ပေါ့နော်ဟိုဗန္ဒာရေးအချက်လက်ဖြစ်စီပေါ့နော်စသဖြင့်အဲ့ဒါတွေအကုန်လုံးကလူလူရဲ့တည်ပံ့ခွင့်ထဲမှာပါတယ်အဲဘာဖြစ်လာလဲဆိုတော့ mainstream media တွေမှာတောင်ယူတောင်ခံမှုရှိရှိနေဟလာအဲတရင်အချက်အလက်တွေနဲ့ဒီအော်လေလာသုံးသပ်ပြီးတော့မှာပေါ့နော် ပြန်တင်ပြတာလေးကိုလူတွေကမလိုက်ကြတော့ပဲနဲ့ပေါ့နော်စူလန်နတ်လည်းအဲကိန်းကနန်းတို့အချက်အလက်တို့ပေါ့နော်သတင်းကောင်းစင်တို့နဲ့အတူအဲ social influencer လို့ခေါ်ရဲပေါ့နော်အလူလူကြားတဲ့ကိုဟိုလွလွယ်ပေါ့နော်ပြန်ပြီးတော့ပြောနိုင်ပေါက်နိုင်တဲ့သူတွေနောက်ကိုလိုက်ပြီးတော့အဲ့ဒါကို media လို့ထင်တဲ့ပြဿနာကကျွန်မထင်တယ်အဲ့ဒီလိုလူတွေရဲ့ပေါ့နော်စိတ်ကံစားမှုကိုအခြေခံပြီးတော့ပြောတဲ့သတင်းတွေကိုအချက်အလက် အပြန်လဲစီစစ်တာတို့သုံးတတ်တာတို့မပါဘဲနဲ့လွယ်လွယ်ယုံနဲ့လွယ်လွယ်ကိုကကူပြီးတော့ပြန်ဖြတ်နေဆိုရဲဒီဟာဟိုတော်တော်လေးကိုနိုင်ငံတကာမှာပါ trend ကုလို့ဖြစ်လာတယ်ပေါ့နော်အဲ့ဒါရဲ့အဲနောက်ဆက်တွဲပြဿနာပါလဲဆိုတော့ဟိုတောင်ယုံတောင်ဝန်ယူတဲ့တောင်ဝန်ခံတဲ့ဟာမရှိတော့တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းဥတီသွားတာ misinformation တို့ disinformation တို့ဥတီသွားတဲ့အပိုင်းတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ ကိုကြားလိုက်ရတဲ့သတင်းအချက်လက်တစ်ခုကတကယ်အစ်စ်မှန်ဟုတ်လားခုနလိုပေါ့နော်အလွဲနေတာလားမှားနေတာလားဒါမှမဟုတ်ရင်ဖြည့်ဆွက်ပြင်ဆင်ထားတာလားဆိုတာကိုသုံးသပ်နိုင်ဖို့ဆိုတာ media literacy ကအရေးကြီးရပေါ့နော်ဒီညမှာကျွန်မနောက်တစ်ခုထည့်ပြီးတော့ပြောချင်တာက media investment ပေါ့နော် media literacy တို့ information literacy တို့ကျွန်တော်တို့ကစ조사ပြီးတော့အယုံစိုက်နေကြတဲ့အချိန်မှာကဘာမှာပါဒီ media investment ကကြောက်စရာကောင်းတဲ့အနေအထားတစ်ခုရောက်လာတယ်ပေါ့နော်အဲတချို့နိုင်ငံတွေမှာတော့ media investment နဲ့ပတ်သက်ပြီးတော့ဥပဒေတွေပါနေပါပြတ်တန်းနေပေါ့နော်တရားရောက်ကအဲဒီ မီဒီယာကို monopolize လုပ်လို့မရအောင်ပေါ့နော်မီဒီယာကိုတစ်ဖက်မှာကြတော့မီဒီယာကိုပြည်သူပိုင်းပြုတ်လို့မျိုးပေါ့နော် government ကအကုန် control လုပ်တဲ့ဟာပေါ့နော်တစ်ဖက်မှာကြတော့ privatization ပဲဒါမဲ့စီးပွားရေးသမားအလို့ကြဒါမှမဟုတ်ရင် investor ကနိုင်ငံရေးပဲရိတ်ရင်နိုင်ငံရေးသမားအလို့ကြပေါ့နော်သူ manipulate လုပ်တဲ့နောက်ကိုဟို disinformation misinformation flow တွေကိုရောက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ media investment နဲ့ပတ်သက်ပြီးတော့ ိုထိန်းနိုင်ဖို့ပေါ့နော်ဟိုဘလို့များအဲကျွန်တော်တို့ပြန်ထိန်းလို့ရမလဲပေါ့နော်အခုဆိုလို့ရှိရင် mainstream media တွေနဲ့မကတော့ဘူးပေါ့နော် social media တွေမှာပါဒီလိုမျိုးဟိုငွေတော့ပိုက်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့အဲအခင်းချင်းတစ်ခုကိုလှုပ်ဖို့လို့ဆိုပြီးတော့ပေါ့နော်အဲဓာရီကိုလှုပ်တဲ့ trend ကကမ္ဘာမှာပါရှိလာပြီဆိုတော့လေအဲ့တော့ media investment တွေကိုလည်းမျက်ခြေမပြတ် မြင်ကြည့်စီခြင်းနဲ့ပေါ့နော် investor ရဲ့ဟလာနော်ယင်းနှိမ့်နှံသူရဲ့လွှမ်းမိုးမှုကဘယ်လောက်ပါသလဲယင်းနှိမ့်နှံသူကဒီ editor တွေတိဖြတ်သူတွေရဲ့အပေါ်မှာဘယ်လောက်ထိဩဇာတက်ရောက်ပြီးတော့ဝင်ဆွက်သလဲစသဖြင့်ဒါတွေဟိုပါဟို media literacy တကုအနေနဲ့ပေါ့နော်ဟိုလေ့လာနိုင်ဖို့သုံးသပ်နိုင်ဖို့ကလည်းအရေးကြီးတယ်လို့မြင်ပါတယ်ဟို press freedom နဲ့ပတ်သက်ပြီးတော့ပေါ့နော်အာမြန်မာနိုင်ငံမှာလည်းဒါ ဒီလွတ်လပ်စွာတည်င်းရယူပိုင်ခွင့်ထုတ်ဖော်ရေးသားခွင့်တွေရဖို့အတွက်ကိုအာအငြင်းလည်းလုပ်နေရတယ်ပေါ့နော်ကျွန်တော်တို့ကဒီဟာကို enjoy မဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီမာတွေကို propaganda တွေကလည်းတအားရှိတယ်ခုနကတည်င်းအမားတွေဆီမှာပြောတဲ့ disinformation ကိစ္စတွေကလည်းရှိတယ်ဆိုတော့ဒီဒီဒီ propaganda machine အောက်မှာပဲကြီးလာခဲ့ရလူတွေပေါ့နော်တချို့ဆိုရှင်ကျွန်တော်ကျမတို့က press ကို freedom ကိုကာကွယ်နေတဲ့လူတွေဖြစ်ပါတယ်လို့နာမည်ခံထားပြီးတော့တကယ်တမ်းကျတော့ တမိုင်းချောင်းရလဲကာကွယ်နေတာမဟုတ်တဲ့လူတွေနာမည်ယူနေတာတွေရှိတယ်ဗောနော်အာဆိုတော့ဒီဟာကဒီ propaganda machine propaganda ရဲ့အန်နေရကြီးမှုဗောနော်အာဆီယမအဲ့ဒါအခုထိဒီဒီ propaganda ရဲ့ဟိုဟာဗောအန်နေရဗောနော်အာဆီယမဘယ်လောက်ထိမြင်နေရလဲအခုကာလထိဟုတ်အတော်တော်ဆုံးပါတယ်ကျွန်မဟိုလုံးနဲ့ကပြောဘူးတယ်ဗောနော်ကျွန်တော်နိုင်ငံကလို့ဟို intellectually blind ဗောနော် အသိဉာဏ်နဲ့ပတ်သက်မြေကမ်းလို့ဖြစ်ခဲ့တယ်ပေါ့နော်အကြောင်းရင်း၃ခုရှိတယ်ပေါ့တစ်ခုကတော့အာ sensor ပေါ့နောက်တစ်ခုကတော့ဒီဝါဒဖြန့်ချေရေးပေါ့နော် နောက်တစ်ခုကတော့ဒီပညာရေးမကောင်းတဲ့ဟာပေါ့ဆိုတော့ကျမတို့ကဒီကြားထဲမှာ sensor ရက်သွားတယ်ပေါ့နော် sensor ကမရက်လို့မရတော့တဲ့အနေအထားမှာရက်သွားတာပေါ့နော် sensor ကရက်ချင်လို့ရက်တယ်လို့ကျမမမြင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲအချက်လက်ရဖို့လို့အတွက် တခြားသောရင်းမြစ်တွေပေါ်လာတယ်ပေါ့နော် alternative source တွေပေါ်လာတယ်ပေါ့နော်ဒီဒီအစိုးရထုတ်တဲ့ဟာမှမဟုတ်တော့ဘူးဟလာ satellite တွေပေါ်လာတယ် internet ရှိလာတယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့ကျွန်တော်တို့ဘယ်တော့မှမရက်တာပေါ့နော်ကျွန်တော်တို့နိုင်ငံနဲ့ဆိုရင်ဟိုဘက်နဲ့90လဲ sensor နဲ့အတူပြင်းပြင်းထန်ထန်ရှိခဲ့တယ်ပေါ့နော်ဒီဘက်ဆက်ပြီးတော့ဘယ်တော့မှမရက်ခဲ့တဲ့အရာတွေဝါဒဖြန့်ချီရေးပဲ propaganda ပဲပေါ့နော် ပညာရေးအပြောင်းလဲရလေခုနလိုပဲဟိုအစိုးရစေတနာကောင်းလို့ပြောင်းပေးနိုင်တယ်ဆိုတာထက်အခင်းချင်းပြောင်းသွားတဲ့အကြောင်းပညာရေးရလေကိုယ့်ဟာကိုယ်လေ့လာလို့ရသွားတယ်သို့တော့ဘလို့ပဲကိုယ့်ဟာကိုယ်လေ့လာတတ်တယ်ဆိုဆိုဘလို့ပဲစံစာမရှိတော့ဘူးဆိုဆိုပေါ့နော်လူတွေထွက်ပြေးလို့မရတာဝါရဖြန့်ချီရေးပဲပေါ့နော်ဝါရဖြန့်ချီရာတိတ်တိတ်မွေးတယ်ခုန misinformation disinformation နဲ့လေဓာတ်ရိုက်ဆက်ဆက်နေရပေါ့နော် ဒါဒီနည်းနဲ့ပဲရိုးရိုးတနံဝါရချင်းကြီးရဲ့တခက်ရည်ရွယ်ချက်အရင်အမြစ်ကတော့လူတွေကိုသူတို့မြင်စေခြင်းတလို့မြင်အောင်လုပ်တာတွေးစေခြင်းတလို့တွေးအောင်လုပ်တာဒီထက်ပို့ပြီးတော့ပေါ့နော်ဘာမှမဖြစ်တာပေါ့နော်ကျွန်မဟိုအရင်ကပြောတယ်မြင်းနေမှာဆိုလို့ရှိရင်ညရက်နှစ်ဖက်မှာအကာတတ်ထားတယ်ပေါ့နော်ဆိုဘေးကိုမမြင်တော့ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်တယ်အဲ့ဒါက sensor ပေါ့မမြင်ရအောင်လုပ်တယ် ါပေမဲ့မျက်မှန်စိမ်းတက်ပေးလိုက်တယ်ဆိုတဲ့ဟာပေါ့နော်မျက်ခြောက်တွေကိုမျက်စိုးတွေထည့်ပြီးအားရပါရစောင်းအောင် လုပ်တာဒါ propaganda ပဲပေါ့နော်ကျမတို့အဲအရင်တခြားလုံးဝါရဖြန့်ချီလုပ်ခဲ့တယ်ကျမတို့ကသာလင်ကပောက်မမအကောင်းဆုံးနိုင်ငံဆိုတဲ့ဟာမျိုးကနေစပြီးတော့ပေါ့နော်အဲ့တော့အလောက်ပြင်းထန်တဲ့ဝါရဖြန့်ချီမျိုးခုခေတ်မှာတော့ဘယ်နိုင်ငံမှမလုပ်လို့မရတော့မြန်မာနိုင်ငံကသာအကောင်းဆုံးပေါ့ဟုတ်တယ်ညာ မြန်မာနိုင်ငံသားအကောင်းဆုံးမြန်မာတွေကဘာမှမကံအကောင်းဆုံးဆိုတဲ့ဟာပေါ့နော်အဲ့ဒီမော်ရယ်ဖြန့်ချီရေးကကျွန်မထင်တယ်အဲမြောက်ကိုရီးယားမှာတော့ဆက်လုပ်နေသေးတယ်သို့သော်တော်တော်တောင်နိုင်ငံတွေမှာအလောက်ပြင်းထန်တဲ့ဝါဒဖြန့်ချီမျိုးလုံးလုံးမရတော့သို့သော်အင်မတန်သိမ်မွေ့တဲ့ဝါဒဖြန့်ချီရေးတွေရှိတယ်ပေါ့နော်အဲ့ဒါကခုနပြောတဲ့ misinformation disinformation ဆိုတဲ့အချက်အလက်ကိုပုံဖြတ်ထားတဲ့ဟာပေါ့နော် အမှားလို့ပြောဖို့တော့ခက်တယ်တချို့ဟာတွေကအမှားမဟုတ်ဘူးအဲ မူလအချက်အလက်တွေကိုပုံဖြတ်လိုက်တယ်ဖြည့်ဆွတ်တယ်ပြုပြင်တယ်ဘာလဲဆိုတော့သူ့ရဲ့ယူရချက်ကသူတို့တွေးစီခြင်းတို့လူကဆက်တွေးသွားအောင်သူတို့မြင်စီခြင်းတို့ဆက်မြင်သွားအောင်ပေါ့နော်နူးညံ့တဲ့နီးနဲ့ဝါရဖြန့်ကြည်ကိုတော်တော်များများသုံးကြတယ်ပေါ့နော်သူသဖြင့်တော့အာနာရှင်နိုင်ငံတွေမှာသုံးတယ်သို့တော့နိုင်ငံရေးအရာသုံးတာတွေမကတော့ပဲနဲ့နောက်ပိုင်းမှာတော့စီးပွားရေးအရာ ဘာသာဖြန့်ချီကြီးကိုမတိမတာနဲ့သုံးတယ်ပေါ့နော်အခုအကြီးဆုံးစိန်ခေါ်မှုထဲမှာဒီ AI ကပါလာပြီပေါ့နော် AI ဒီတနည်းအားဖြင့်စီးပွားရေးအရာရည်ရွယ်ပြီးတော့ AI ကိုဖန်တီးလာကြရာကနေပြီးတော့မှအဲ့ဒါရေးဘေးဘက်ဆိုးကျိုးမှာခုနပြောတဲ့ဝါရဖြန့်ချီကြီးလိုမျိုးပုံသွင်းခံရတဲ့ အတွေးမျိုးတွေပေါ့နော်။ဒါဆိုတော့လူတွေကကိုကိုယ်တိုင်အားဆိုင်ပြီးမတွေးတော့ဘူးပေါ့နော်။အာ search engine တွေ AI တွေကိုသုံးပြီးတော့မှဟလာဖန်နီးမှုတွေလုပ်လာတယ်။အဲဒါတွေအကုန်လုံးကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ water ဖြန့်ချီရေးရဲ့နီးနာတစ်ခုအနေနဲ့ဖြစ်လာတာပေါ့နော်။အဲ့တော့နောက်ဆုံးရလက်ကဘာဖြစ်သွားလဲဆိုတော့ကိုဒီကိုကိုယ်တိုင်ရဲ့စိတ်ပိုင်းဖြတ်မှုဟလာတိမှုကိုအခြေခံတဲ့ရွေးချယ်မှုမလုပ်တော့ ကိုမျက်စိရှိရောက်လာတဲ့အရာကိုဒီမြင်စေခြင်းတဲ့ဟာတွေပဲမြင်ခွင့်ရတဲ့အရာတွေပေါ်မှာပဲကိုကတုံ့ပြန်တဲ့အနေနဲ့ရွေးချယ်တာရွေးချယ်တာတော့မဟုတ်တော့တုံ့ပြန်တာဖြစ်သွားတယ်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုတနည်းအားဖြင့်ပြောရင်တော့လူအရာကြလာတယ်ပေါ့နော်ကဘာကြီးကဟုတ်လားကဘာမှာရှိတဲ့လူတွေကလူအရာကြလာတယ်အရင်ကကိုပါကိုပဲဟုတ်လားရှာဖွေတယ်အဲလေ့လာတယ်ပြီးတော့မှကိုကိုတိုင်းစိတ်တိုင်းကြရွေးချယ်လိုက်ရှာရတယ်ပေါ့နော်အခုကြအဲ့လိုဟိုပဲနဲ့ကိုမျက်စိရှိ ရောက်လာတယ်ပေါ့နော်ကိုမျက်စိရှိရောက်အောင်လို့ဟုတ်လားဟိုအာရဖြစ်ကြည့်ရင်နီးနာပေါင်းများစွာနဲ့ကြိုးပမ်းထားတဲ့အရာတွေကိုကြည့်ပြီးတော့တုံ့ပြန်တဲ့အစ်စ်ကိုဖြစ်သွားတယ်အဲ့လောက်ကြောက်ဖို့ကောင်းပါတယ်ပရိုပဂန်ဒါတွေကိုဆက်ပြီးတော့ရက်တည်နိုင်အောင်ပေါ့နော်ဒေါက်တိုင်တွေပေါ့အဲ့ဒေါက်တိုင်တွေကိုကျမတို့ကဘယ်လိုမျိုးခွဲခြားသိနိုင်မလဲအအဓိကကတော့ဟိုဘယ်လိုခေါ်မလဲ ကိုရဲ့တိမှုနဲ့ပတ်သက်လို့အစွန်းဆုံးပေါ့နော်တိမှုအတွက်ခင်းချင်းပေးထားတာဟုတ်လားမဟုတ်လားဆိုတာကိုအရင်ဆုံးတိုင်းစီချင်တာပေါ့နော်အဲသူတို့သိစီချင်တဲ့ဟာလေးကိုပဲသူတို့ကခင်းချင်းပေးနေတာလားဆိုတဲ့ဟာဒါအရင်ဆုံးတိုင်းလို့ရတဲ့ဟာပဲပေါ့နော်အဲတပုတ်သေးနဲ့ဟလာတရက်သေးနဲ့တော့ကျွန်တော်ဆုံးဖြတ်နိုင်ချင်မှဆုံးဖြတ်နိုင်မယ်ပေါ့နော်အဲမီဒီယာတခုကိုကြည့်တဲ့အခါမှာတဖြည်းဖြည်းကြာလာရင်တိလာလိမ့်မယ်ပေါ့နော်တချို့ကမီဒီယာအမြီခံပြီးတော့အခု အဲဒီဝါဒဖြန့်ချီကိုပပလေးလှုပ်လာတဲ့သူတွေရှိတယ်ပေါ့နော်ကြည်လိုက်ရင်တော့အမေဘာတွေကိုသိနိုင်လဲဆိုတော့သူတို့ရဲ့ရင်းမြစ်တရားအဲသူတို့စိတ်တိုင်းကျရင်းမြစ်တွေကိုပဲရှာထားတယ်ပေါ့နော် resource person ဆိုလို့ရှိရင်ဟလာဒီလူဒီလူတွေကိုပဲပြန်ပြီးတော့လှုပ်ထားတယ်အဲတိတ်ပြီးတော့တခြားသူတို့စိတ်တိုင်းမကြနိုင်မဲ့ဟလာတွေးနိုင်ပြောနိုင်မဲ့သူတွေကိုသူတို့က မဟိုလက်လမ်းမမိအောင်လှုပ်ထားတယ်ဆိုတဲ့ခါမျိုးပေါ့နော်ဒါမျိုးသွားမယ်နောက်တစ်ခုကအကြောင်းအရာဆိုလို့ရှိရင်လည်းခစ်စားနေတဲ့အကြောင်းအရာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူတို့သဘောမတူနိုင်တဲ့ကိစ္စမျိုးတွေကိုတက်တည်အများကြီးနဲ့ဟလာသတင်းကိုတိဆောက်မယ်အချက်အလက်ကိုတိဆောက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံနဲ့ဆိုတော့တဖြည်းဖြည်းနဲ့အဲချပြတဲ့ဟာမျိုးမှာအစုတ် အလင်းပေါ့နော်မတူ क्वे ပြတဲ့အချက်အလက်တွေကိုခြားပြတာမျိုးထက်သူတို့ဖြစ်စေခြင်းတဲ့ဟာတွေကိုပူပူတာတာခြားပြနေပြီးရေးနေပြီးဆိုလို့ရှင်တော့ဒါဝါဒဖြန့်ချီရေးမယ်အကြောင်းမလို့မြန်မာမီဒီယာဒီဘယ်တော့မှလုံလောက်တဲ့ professionalism မဖြစ်ခဲ့ဘူးလို့ပြောကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဝါဒဖြန့်ချီရေးနေအသားကြတယ်ဝါဒဖြန့်ချီနီးနာနေနဲ့ပဲအသားကြတဲ့အခါကျတော့ဒီစစ်အုပ်စုကိုပြန်ပြီးတော့တွန်းလှန်ပါတယ်ဆိုတဲ့သူတွေတဲမှာတောင်မှ ပြန်ပြီးတိုးလှန်တဲ့အခါမှာဝါရက်ဖြန့်ချင်းနီးနာကိုပြန်သုံးတယ်ဆိုတဲ့ဟာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်တက်တက်ကြွကြွမချတော့ပဲနဲ့လွလွယ်နဲ့ပေါ့နော်မရွေးချယ်တော့ပဲနဲ့သူမျက်စိရှိရောက်လာတဲ့အရာတွေနောက်ကိုပဲလိုက်လာတဲ့အခါကျတော့အလိုလိုနေနဲ့ဟိုဝါရက်ဖြန့်ချင်းသားကောင်တစ်ဖက်ကဖြစ်တယ်လို့တစ်ဖက်မှာတော့ professionally တေချာစူးစမ်းထားတဲ့ mainstream media တွေကသူတို့ရဲ့ဝင်ငွေတွေရော့ကြလာတာနဲ့အမျှပေါ့နော်တကယ် professionally ဟိုအားကောင်းနေပေါ့နော် သတင်းတော့ဒီခတ်မို့လို့အဲဒီဓာတ်တွေခတ်မို့လို့ပေါ့နော်အဲရုံးကန်လာတယ်ရက်တီရှင်တန်မို့လို့ပေါ့နော်အခုဆိုလို့ရှိရင်ဒီဘက်ခင်မှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဟိုမီဒီယာကြီးတွေကိုနိုင်ကရက်တီကိုခတ်လာတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကအားနည်းလာပြီးတော့ရက်တီကိုခတ်လာတာ ਨੇ အမျှတစ်ဖက်ကဟို professionally မဟုတ်တဲ့ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့မီဒီယာတွေကလည်းပို့ပြီးတော့ပွာလာအဲ့တော့လူတွေကတဖြည်းဖြည်းနဲ့ဟို ဝေးဝါးလာပြီးတော့သူတို့ရဲ့သုံးဆွဲမှုပေါ့နော်ဒီ information consumer တို့အဲဒီ media consuming တို့လုပ်တဲ့အခါဒီမှာသူတို့သုံးဆွဲမှုတွေမှာတက်ရောက်မှုတွေအများကြီးရှိလာတယ်အဲ့တော့ဝါရပြန့်ကြီးရတနည်းအားဖြင့်ပြန်ပြီးအောင်မြင်လာတယ်ပေါ့နော်နိုင်ငံရေးရပဲဖြစ်ဖြစ်စီးပွားရေးရပဲဖြစ်ဖြစ်ပေါ့အမေရိကန်အပါအဝင်ပေါ့နော်ကမ္ဘာနိုင်ငံတော်တော်များများမှာအဲ့လိုဟို လက်ရရင်အုပ်စုတွေနိုင်ငံရေးပေါ့အယူဆမတူတဲ့အုပ်စုတွေအားကောင်းလာတာနဲ့များကျမတို့ရဲ့ဒီဒီမိုကရေစီနဲ့လူခွင့်ရေးအတွက်အဒီလှုပ်ရှားမှုတွေပေါ်မှာပေါ့နော်အကြသွားနိုင်သလားပေါ့နော်ဆရာမဘယ်လိုသုံးသပ်လဲအဲ့တော့လေအန်နီရောရှိတာပေါ့နော်ဒီကဘာမှာလက်ရစွန်းတွေတိတ်ပြီးတော့ခေါင်းထောင်ထလာတယ်ပြီးတဲ့အခါကျတော့ဟို ဘလူးကောမလဲပို့ပို့ပြီးတော့လူတွေကပေါ့နော်ဟို globalization ခက်ကနေအခုက localization ကိုပြန်သွားတဲ့ခက်ပေါ့နော်ဆိုတဲ့အခါကျတော့ globalization မှာရခဲ့တဲ့အပွင့်လင်းမှုတွေပေါ့နော်အဲ့ဒီဟာရဲ့အကျိုးကျေးဇူးပေါ့နော်ကုန်သွယ်မှုကြောင့်ရတဲ့အကျိုးကျေးဇူးတွေကိုတော့လိုချင်တယ်သို့တော့စိတ်နေစိတ်ထားနဲ့ဟလာဒီဟိုကရင်းခွင့်ပြီးကြိုးစားရမယ့်ကိစ္စတွေမှာကျတော့သူကတကားပိတ်ချင်တယ်ဆိုတော့ trend က ဒီဒီဟိုဘယ်လိုကောင်းလဲအစ်စ်ဖြစ်လာတယ်လို့မြင်ရပေမဲ့ပေါ့နော်တကယ်တော့အစ်စ်မဟုတ်ပါဘူးတကယ်ပြောရအောင်ဆိုလို့ရှိရင်နိဆိုတော့ဟိုပုံမှန်လင်းပြောရရင်ကျွန်မအမြင်ကတော့ civilization ကို၌ကပေါ့နော်လူရဲ့ယဉ်ကျေးမှုပြည့်ပြောတိုးတက်မှုကို၌ကိုကနောက်ပြန်သွားနေတာကြာပါပြီတကယ်တမ်းတော့လေရှေ့မသွားကြဘူးပေါ့နော်ကျွန်တော်တို့ကအဲဘယ်လိုကောင်းလဲအရင်က ကိုမကြိုက်တဲ့သူကိုတင်းမုံနဲ့ထုတယ်ပေါ့နော်ကဘာဦးခက်ကလူတွေလိုပဲဟလာအခုခက်မှာဆိုလို့ရှိရင်လဲဆိုရှယ်မီဒီယာပေါ်မှာအဲ့လိုအပြုအမူတွေကနိုင်ငံတိုင်းကလူတိုင်းလုံနေကြတဲ့အပြုအမူဖြစ်လာကြပြီပေါ့နော်ဟုတ်ကဲ့အဲ့ဒါဟို civilization ကနောက်ပြန်သွားတယ်ဆိုတာလေးကိုသဘောကျလို့လေဒါဆိုမြန်မာပြည်က civilization နောက်ပြန်သွားတဲ့ trend မှာသူကခြေစုံကနေရောက်နေတယ်လို့ပြောလို့ရမှာပေါ့ civilization နောက်ပြန်သွားတာတော့ကျမတို့ကတော်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 ပျော်ပျော်မြောက်မြောက်ပေါ့နော်။ဒါဆိုတော့ဟိုဘယ်လိုခေါ်မလဲ။ရှေ့ဟို၄ငါး၆နှစ်ဟလာ trend တစ်ခုကိုဟိုကောင်းကောင်းတီဆောက်ပြီးတော့ရွေးလို့ရတဲ့ဟာကိုမရွေးပဲနဲ့ပေါ့နော်။နောက်နှစ်50 60နောက်ပြန်သွားမဲ့လမ်းကိုရွေးခဲ့တဲ့နိုင်ငံမျိုးဖြစ်နေတာပေါ့။ဆိုတော့ဟိုဒါကလည်း popular ဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်။ကဘာကြီးမှလည်းအဲ့လိုမျိုး တဖြည်းဖြည်းနဲ့ပေါ့နော်လူတွေရဲ့အဲစဉ်းစားပုံတွေကပို့ပြီးတော့ဟိုအတ္တကိုအခြေပြုတဲ့စဉ်းစားပုံတွေဖြစ်လာကြတယ်ပေါ့နော်အဲစီမင်းစည်းကမ်းတွေဥပဒေတွေပြဋ္ဌာန်းထားလို့ဒါဟာလားဘလို့ကြိုးစိုးတဲ့နဲ့ခွဲခြားဆက်ဆံမှုမလုပ်တင်ဘူးလို့ဘလို့ပြောပြောပေါ့နော်လူအဖွဲ့စည်းရဲ့နန်ရှိုင်းတဲ့တန်တီမှာ လာပြီးတော့ ဒီစိတ်ကူးစိတ်တမ်းတွေကကြံနေသေးတယ်ဆိုတာကိုသွားတွေ့ရတာပေါ့နော်ဒါကဟိုအောစရာတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်လေတစ်ခါတလေကျွန်တော်တို့ကဟိုပြောလေးရှိတယ်ပေါ့နော်ဥပဒေကိုဟိုလိုက်နာဖို့ဥပဒေကောင်းတွေပေါ်ဖို့ဆိုတာကအရေးကြီးတယ်ပေါ့နော်တရားဥပဒေစိုးမိုးမှုဆိုတာအရေးကြီးတယ်ဒါပေမဲ့တကယ့်အရေးကြီးဆုံးကတော့လူတွေကျင့်ဝတ်ကို ဟိုခါဟုပစိုးလို့ပေါ့နော်ကျမတို့ဟိုဗုဒ္ဓဘာသာစကားနဲ့ပြောရင်တော့တီလပေါ့နော်တီလတို့ကျုံ့ဝတ်တို့ခါဟုပစိုးလို့မြဲဖို့ကပို့အရေးကြီးတယ်ပေါ့နော်အဲဆိုတော့ဥပဒေကိုကြောက်လို့မြုံထားတာပဲရှိတယ်ဟိုတိတ်တဆိတ်လက်ခံနိုင်ရတာပဲရှိတယ်တကယ်မြေပြင်မှာမကျင်သုံးနိုင်တဲ့အတွက်ကြောင့်မလို့တစ်ချိန်ကျတော့ဒါတွေကိုခုနလို popular list တွေလက်ရဆုံးနေရအသုံးချပြီးတော့ပေါ့နော်လူတို့ပြန်လှုံ့ဆော်လိုက်တာပဲပေါ့နော်အဲ့ဒီဟာရဲ့ဒဏ်ကိုတော့ကျမတင်တဲ့တစ်ကဘာလုံးခုခံနေရတာပါ